ဒီညမှာရှင်မြိုင်သားဖို့ရှိနေတဲ့ Brighton နဲ့ပွဲစဉ်မှာ Man United တို့ဘလို့ပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါဗျကိုခဲအင်းစတာဖူတဘောရှူရနေချူဝါရီကျွန်တော်ကိုခဲပါဒီညစနေရီမှာ United တို့ပွဲချက်တစ်ပွဲကိုရှင်မြိုင်သားမှာဖြစ်ပါတယ်အဲပွဲစဉ်ကတော့ Brighton နဲ့ဖြစ်ပါတယ်ခင်ဗျဆိုတော့ United တို့ပွဲထွက်လာနိုင်တဲ့ line နဲ့အခင်းချင်းဒဏ်ရာပြဿနာအနေထားစတဲ့အခြေအနေတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်ကြည့်အောင်ခင်ဗျ အရင်ကြိုပြောချင်တာကျွန်တော်တွေကအကျိုးဆွေးနွေးပြီးအတန်သွင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်ပွဲနာနီးတဲ့အခါကျရင်ဘယ်ကစားသမားကတော့ဒဏ်ရရသွားတယ်ဘယ်ကစားသမားကတော့ပါဝင်နိုင်တယ်မပါဝင်နိုင်ဘူးဆိုတဲ့ update တွေကလည်းပေါ်လာနိုင်တယ်ဗျအဲ့တော့ကြောင့်တချို့လွဲချော်မှုလေးတွေရှိရင်တော့တီးခန့်ပြီးတခါတည်းကြည့်ပေးဖို့အတွက်တောင်းဆိုပြရသည်အရေးကြီးဆုံးက Brighton အသင်း Brighton ရဲ့အမာခံကစားသမားတချို့ဒီဘွဲတင် defu ဖြစ်နေတဲ့သူတွေရှိတယ်။ defu ဖြစ်နေဆိုတာကတော့ပါဖို့မပါဖို့မသေးကြဘူး။မယုံသကင်းဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်။ ဆိုတော့ Brighton ရဲ့အရင်တော့ကောင်းခဲ့တဲ့ကစားသမားတွေဖြစ်တဲ့ Solimash တို့ Adam Webster တို့ Jack Hinshaw တို့ဒီကစားသမားတွေကဒဏ်ရာတွေကြောင့် လုံးဝလုံးဝပါဝင်နိုင်မှာမဟုတ်ပါဘူးကျွန်တော်ကတော့ပြောတဲ့အသင်းရဲ့အဓိကကစားသမားတချို့တွေက dribbling အရန်ကောင်းတဲ့ Mitoma ခြေချင်းဝတ်တန်းရရထားတဲ့ Joel Vatman နောက်တန်းမှာဆိုရင်မာဂုံနဲ့ဆော့နိုင်တဲ့ကစားသမားဖြစ်ပါတယ်ဒါ့အပြင် Diego Gomez အသင်းရဲ့အရေးပါတဲ့ကစားသမားတွေကြီးပဲဒီကစားသမားတွေကဒါတင်မဆုံတို့ခြေသလုံးတန်းရတို့ရထားတဲ့အတွက်ကြောင့်ဒီပွဲစဉ်ပါဝင်ဖို့မပါဝင်ဖို့ မသေးကြဘူးပွဲနာနီးတဲ့အခါကျမှအကဲဖြတ်မယ်လို့စပိုမိုးမှာဖော်ပြထားပါတယ်ခင်ဗျာဒါတော့ပွဲမတိုင်ခင်မှာ Brighton အသင်းကစားသမားတချို့ရဲ့ဒဏ်ရာပြဿနာစီးရင်ဖြစ်ပါတယ်သို့တော့ Yankuba Min လိုမျိုးပလေယာကတော့ဒီပွဲစဉ်မှာပါဝင်လာဖို့တည်ကြတဲ့လောက်နီးပါဖြစ်ပါတယ် ကျွန်တော် bright မှာဘယ်ကစားမှမသိမကြဘူးမီတိုမာတော်ဗျာနောက်ပိုင်းဘောလုံးရသေးတယ်မှာအသက်ကြီးလာလားမသိဘူးတဖြည်းဖြည်းချင်းကြီးလာရန်ကူဘာမင်းကြတော့တက်လို့20ဆုံးပဲရှိသေးတယ် dribbling အရန်ကောင်းတယ်ဘောလုံးတွေထွက်သလားမင်းနဲ့ရန်ကူဘာမင်းကိုတေချာ guild side man united နောက်ခံကစားသမားတွေလိလာစောင့်ကြည့်ထားဖို့တော့လိုတယ်ရန်ကူဘာမင်းက right wing left wing နှစ်နေရာလုံးရတယ်။ဒီခါလေးကျရင် right wing ကလာတယ်။ right wing ကတော့များသောအဖြစ်ကစားတယ်။အဲ့တော့ United left wing ကစားသမားတွေနဲ့တွေ့ရမှာပေါ့နော်။ဒေါကူထည့်မလား?ဒါလို့ထည့်မလား?ကျွန်တော်တစ်ချက်ကြည့်ရမယ်။ကျွန်တော်ကတော့ဒေါကူကိုထည့်စေချင်တယ်။ဒေါကူဒီလုံအားလုံးအပြည့်ရှိတယ်။ရန်ကူပါမေးကလည်းလူငယ်။အဲ့တော့လူငယ်လူငယ်ချင်းပြပြိုင်ဖြုတ်ဆိုင်ဖြုတ်တဲ့ပုံစံမျိုးကတော့ပိုကြည့်လို့ကောင်းမှသိကြတယ်။ โอเคအကျွန်တော် United အနေနဲ့ဘယ်ကစားသမားတွေပါဖို့မပါဖို့ရှိနေတယ်လဲထပ်ပြီးတော့ပြောအောင်အသင်းရဲ့ဒဏ်ရကစားသမားစင်းရတော့ကုံတလောက်နီးပါးဖြစ်သွားခဲ့ပြီ Lisandro Martinez တောင်မှအသင်းနဲ့လေးချင်ရေးစင်းနေပြီဖြစ်တဲ့အတွက်ကြောင့်နောက်လာမဲ့ရက်သတ်ဘက်တွေမှာအသင်းနဲ့ပြန်လဲပူးပေါင်းမှုရှိနေတယ်ဂျန်တဲ့ player တွေကတော့ Ruben Amorim အနေနဲ့ခြိုက်တဲ့ player ကိုခြိုက်တယ်လို့ထည့်သုံးလို့ရတဲ့အခြေအနေမျိုးမှာရှိပါတယ်ခင်ဗျ Okay အဲ့တော့ကျွန်တော်ပွဲထွက်เนาะ line up အခင်းချင်းကိုစပြီးတော့ဆွေးနွေးကြည့်အောင် နည်းနည်းလေးပြောင်းမှုတော့မိသွားရနော် sorry ပါကျွန်တော်တခြား line up တွေနဲ့ပြောင်းမှုတော့မိသွားထားပါဆိုတော့ကျွန်တော်ဂိုးပေါက်တနေရာကကျန်တဲ့ကစားသမားဒီချိန်မှာပရိသတ်ကလည်းပေါ်တော့ခွင့်မြင်ကျင်တော့မှာမဟုတ်ဘူးဥပင်အမော်ရင်လည်းပေါ်တော့ခွင့်ပြီးတော့မှာမဟုတ်ဘူးဂိုးသမားလေး lemons ပဲ ပွဲထွက်လာမှာသိကြပါတယ်ကျွန်တော်ဒီကလေးကိုဟိုသူ့ရဲ့ပွဲဥထွက်စမြင်ကလေးကသဘောကျတယ်လို့ပြောခဲ့ဘူးဥပ္ပာကျွန်တော်ပြောတာဒိုနာရမာတို့လိုမျိုး level မရောက်သေးဘူးလက်စွမ်းကြီးတွေကဆောင်ရည်ကြီးတွေကျန်းနေတာလည်းမဟုတ်သေးဘူးတေချာပေါ့ဂိုးရမဲ့အလုံးကိုဖမ်းနေတာလည်းမဟုတ်သေးဘူးဒါပေမဲ့ကိုသမားတယောက်မှာရှိသင့်ရှိထိုက်တဲ့ ability တွေကအရေးကြီးဆုံးအချက်ဖြစ်တယ် composure တည်ငြိမ်ရင်ကျက်မှုစွမ်းရည်ပြည့်တယ်သူရဲ့သွေးအေးအေးနဲ့လှုပ်ရှားကစားတတ်တဲ့ပုံစံတွေကနောက်ခံကစားသမားတွေကိုအများကြီးအထောက်အကူဖြစ်တယ်ဗျ။သူကတောက်လျှောက်ကွန်မန်းတွေပေးနေရနော်။ဒီကလေးအဲ့လောက်ထိတည်ငြိမ်ရင်ကျက်တယ်ဆိုတာကျွန်တော်တွေးလို့တော့မရဘူး။ဘရိုပဲစဉ်းစားကြည့်။ဒါစကားကြုံလို့ဆွေးနေတာပါ။အတင်းကဖီအားများနေတဲ့အတင်း။တပုတ်လို့နော်ရှုပ်ရှက်ခတ်နေတဲ့အတင်း။ဘယ်ကူသမားပဲဖန်ဖန်ကြောင်တွေပျောက်ပြီးတော့ပေးရမှာပဲ။အန်ဒရီအိုနနာဆိုရင်လေဒါပြောပြောဆိုဆိုကဘာအဆင့်ကူသမားတယောက်ဖြစ်ခဲ့ဘူးလေ။အတေးဘီနာဆိုရင်လေပွဲပေါင်း တရာကျော်လောက်တူရကီလီမှာဖမ်းထားတဲ့ဂိုးသမားအဲ့ဒီဂိုးသမားရဲ့တော့မှကြောင်ပြောက်သွားတယ်ဒီကောင်လေးကလီဗာပူးနဲ့ပွဲစဉ်မှာလည်းငြိမ့်တာပဲအမတိုင်ကင်ပွဲမှာလည်းငြိမ့်တာပဲပြောချင်တယ်လီဗာပူးနဲ့ပွဲမှာဆိုရင်ဗျာသူအကဲဖြတ်လို့ရသွားပြီတကယ်ကိုရောက်ရခက်နေရတော့မှတကယ်အသိအင်းနဲ့တွေ့ရတာလေအန်ဖီမှာတွားအောင်ရှင်ဆိုင်ရတာအဲ့ပွဲစဉ်မှာလည်း AC ပဲငြိမ့်နေရပဲရှမိုင်ကယ်ကြီးကပွဲကြည့်စဉ်မှာသူ့ကိုရှိုးပြီးတော့သဘောတွေကျတယ်ဟာတော်တော်ပြောနေတာရှမိုင်ကယ်ကအဲ့တော့လမ်မန်စ်အနေနဲ့ဒီလိုပုံတံလေးသာရှေ့ဆက်သွားမယ်ဆိုရင်ယူနိုက်တက်ဂိုးပေါက်နေရာမှာနှစ်ကာလကြာရှည်အောင်တာဝန်ထမ်းဖို့ အသင်ဖြစ်နေလိမ့်မယ်။ယူနိုက်တက်အသစ်တာဝန်ရှိတဲ့သူတွေကလည်းသူ့ကိုပဲတာဝန်ပေးဖို့အသင်ဖြစ်နေလိမ့်မယ်။ဆိုတော့ဒါလမ်းမန်းစ်ကိုကျွန်တော်ရှေ့မှာနည်းနည်းချီးကျူးဖို့လူခဲ့တဲ့အတွက်ကြောင့်ဒါဖြစ်ဆက်ပြီးတော့ချီးကျူးဆွေးနွေးတာပါ။အဲ့တော့လမ်းမန်းစ်ပဲကိုပေါက်တနေရာမှာပေါ်ထွက်လာပါလိမ့်မယ်။အဲ့တော့နောက်တန်း၃ရောက်ပေါ့နော်။ဘသူ့ကိုပွဲထွက်စီမလဲတစ်ချက်ကြည့်ရမယ်။အခုဟူပင်အမော်ရီကရွေးချယ်စရာပိုများသွားတယ်။ခေါင်းကြီးကလည်းသူ့စိတ်ကြိုက်ကစားပြသွားခဲ့တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာခေါင်းကြီးထဲမလားယူရိုထဲမလားသူ့ကိုယ်ရွေးချယ်ရမယ်။တေချာရာကဗျာမဖြစ်မနေထဲမဲ့ကစားသမား၂ယောက်ရှိတယ်စီဘီတနေရာမှာ။မာဒီယက်စတလင်းနဲ့လူ ျောသူလူျောကိုရမ်းသဘောကျတယ်အဲ့တော့လူျောကိုလည်း SCB တနေရာမှာထည့်လာအောင်မှာပဲအဲ့တော့ခေါင်းကြီးမထည့်ဘူးဆိုရင် Euro RCB မှာထည့်လို့ရတယ် Delhi ကို CCB မှာထည့်လို့ရတယ်ခေါင်းကြီးကပြီးခဲ့တဲ့ပွဲမှာလည်းကောင်းခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ Harry ကိုပဲဆက်ပြီး CCB တနေရာမှာပွဲထုတ်လာနိုင်တယ်လို့ယူဆတယ်အဲ့တော့ CCB မှာ Harry ဖြစ်ပြီးကျွန်တော်တို့တစ်ဖက် RCB မှာ Matthias Delhi ကိုပဲပွဲထုတ်ပါလိမ့်မယ်ဒီ3ဘက်ကတော့ Liverpool ကိုအနိုင်ယူခဲ့တဲ့ပွဲရဲ့3ဘက်ပဲဖြစ်ပါတယ်ဝင်းဘက်တွေကိုကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ဒီ right wing ဘက်မှာတော့ အမဒီယာလိုပဲပွတ်ရခွင့်ပေးမှာတေချာတလောက်ဖြစ်ပါတယ်။ကျွန်တော်တစ်ချက်ကြည့်ရမှာ left wing ဘက်မှာဘ누구ကိုပွတ်ရခွင့်ပေးမလဲပေါ့။ဒီကိုဒါလို့လည်းပွတ်ထွက်နိုင်တယ်။နောက်ဒေါကူကိုလည်းပွတ်ရခွင့်ပေးနိုင်တယ်။ကျွန်တော်ကတော့ဒေါကူလေးကိုတော်တော်သဘောကျတယ်။စားရောက်ခရေကကျွန်တော်ဒေါကူကိုသဘောကျတယ်လို့အများနဲ့ပြောခဲ့ပြီးသား။အဲ့တော့ဒေါကူသည်လှုပ်အားလုံးအပြည့်နဲ့နော်ကြိုးသားကစားလေးရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီပွဲတွေမှာဒေါကူကိုပွတ်ရခွင့်ပေးတဲ့နယ်လို့ထင်တယ်။ဒေါကူလည်းပွတ်ရခွင့်တနေရရလာနိုင်ပါတယ်။ဒါမဲ့ဒါကျွန်တော်တို့ဖြစ်စေခြင်းတဲ့စိတ်ကူးပေါ့နော်။ဟမော်ရင်ပွတ်ရခွင့် ပေးမလားမပေးမလားတော့တစ်ချက်ကြည့်ရမှာပေါ့။ဘာကြောင့်လဲဆိုတော့ဒါလို့လည်းဒီနေရာမှာကစားနိုင်တာ။အဲကျွန်တော်အလေအထိုင်ကြည့်မယ်ဆိုရင်တော့ trade rule ကျွန်တော်ပြောနေစရာမလိုဘူး။တန်နဲ့ Bruno Fernandes တာပွဲထွက်လာပါလိမ့်မယ်။အဲ trade rule ပြောစရာရှိတဲ့နေရာတွေကကျွန်တော်နယ်လီနေရာတွေတော့မှားကုန်တယ်နော်။ဒီကနေ့တော့တန်းပြင်လိုက်ရတော့ဒီရှေ့က AM 2ရောက်နဲ့ striker တယောက်ပါ Mason Mount ဒီ Liverpool ရဲ့ပွဲစဉ်မှာကျွန်တော်တို့ထင်ထားတဲ့အတိုင်းပွဲထွက်လာတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Benjamin Sheshko ကိုပြန်ပြီးတော့ပွဲတစ်ခွင်ပေးလာနိုင်တယ်အဲ့တော့ now AM နဲ့နေရာမှာကူညာကတော့ sorry Brian Ambumo ကတော့တည်ကြတယ်ဗျာတစ်ဖက်မှာ Matias Cunha နဲ့ Mace ဘယ်သူ့ပွဲထွက်စီမလဲပဲတစ်ချက်စောင့်ကြည့်ရမယ် Amorin switch လုပ်လို့တော့ရတာပေါ့သုံးယောက်ပြောင်းပြီး switch လုပ်လို့ရတယ်သူကတယောက်ကိုပဲအသေးထားမှာသူ Ambumo ကိုကြိုက်တယ် Ambumo ကိုပဲအသေးထားမှာအဲ့တော့ဒီသုံးယောက်ဖြစ်တယ် Sheshko Mason Mount Matias Cunha သုံးယောက်လုံးကိုလက်ပတ်ပြီးတော့သုံးနေလို့ရတယ်ဒီနေရာမှာ Cunha နဲ့ ဲ့မေစင်မောင်းလက်ပတ်သုံးတာကတက်ရောက်မှုရရင်မကြီးမအောင်ဆိုရင်ဘန်ဂျမင်ရှက်စ်ကိုထဲလိုက်ရင်တက်ရောက်မှုနည်းငယ်တော့ကြီးမားတယ် ဘလို့တက်ရောက်မှုကြီးမားတယ်ဘင်ဂျမင်ရှက်ရှ်ကအထောင်တိုက်စစ်မှုစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်တိုက်စစ်စွမ်းဆောင်ရည်တွေမှာပိုပြီးကောင်းမယ်တိုက်စစ်စုဖွဲ့မှုအားပိုပြီးကောင်းလာမယ်ဆိုပေမဲ့ဒီကွင်းလယ်ကစားသမားတွေအတွက်တော့အထောက်အကူအရင်မဖြစ်ဘူးမေးစတိုမာဒီယက်ကူညာတို့ထည့်ရင်တော့ဒီကွင်းလယ်ကစားသမား၂ယောက်အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်ခင်ဗျအဲ့တော့ဒီပိုင်းတွေကအတန်းငယ်ခမန်းဆွေးနွေးဖို့ဆိုတာကတော့ခက်တယ်ပွဲထွက်လာတဲ့အချိန်ကြမှာဘယ်ကစားသမားအထောက်နေရာမှာရှိတယ်အထောက်နေရာမှာမရှိဘူးလို့ ျွန်တော်တတ်မှတ်လို့ရမှာပေါ့နော်ဒါမဲ့ကျွန်တော်ရဲ့ခမန်းမုံရတော့ဒီနေ့ပွဲစဉ်မှာဘန်ဂျမင်ရှက်ကိုအထောင်တနေရာမှာပေါ်တော့ခွေပေးလာနိုင်တယ်လို့ထင်တယ်နောက်တနေရာမှာမာတီးယက်စကူညာနဲ့ဘရိုင်ယန်အမ်ဘူမိုဖြစ်ဖို့များပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ